လက်ရှိမြန်မာနိုင်ငံရဲ့အခင်းကျင်းအပြောင်းလဲကာလမှာရှမ်းပြည်လူမျိုးတွေလွတ်တော်တဲ့မြမြရောက်ထားဖို့လိုအပ်တယ်လို့တိုင်းတိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကရာစိုင်းတရောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါရယ်ရှမ်းပြည်တိုင်းရင်းသားတွေဟာကချင်ပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းနယ်သကိုင်းတိုင်းဒေသကြီးအထက်ပိုင်းရှိချင်းတွင်းမြေဝံမှာနေထိုင်ကြတဲ့ရှမ်းတိုင်းရင်းသားမျိုးနွယ်စုကြီးဖြစ်ပြီးရှမ်းပြည်တိုင်းရင်းသားတွေအခြေချနေထိုင်ခဲ့ကြတာဟာနှစ်ကာလအများစွာကြာရှည်ခဲ့ပြီးဖြစ်ပါရယ်တိုင်းတိုင်းရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီရဲ့မူဝါဒမှာ ငင်းချင်ရေအတူနေတိုင်းရင်းသားများငင်းချင်စွာအတူရှင်တွဲနေထိုင်ရေရှမ်းနေလူမျိုးအမီးမှန်ပေါ်ပါရေ2008ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေးတို့ဖြစ်ကြောင်းသိရပါတယ်လက်ရှိမြန်မာနိုင်ငံရေးအခင်းအကျင်းမှာလူမျိုးစုအခွင့်အရေးတွေရရှိအောင်ရှမ်းနေလူမျိုးတွေလွတ်တော်ရေးများများရောက်ချဖို့လိုအပ်ကြောင်း TNDB ပါတီဥက္ကဋ္ဌဆိုင်းတရောင်ကစီရင်နိုင်တဲ့ဌာနကိုပြောပါတယ် အခုလည်းအဖြစ်ချင်းရတယ်ဒီနေ့လည်း၄၀လောပဲကျွန်တော်တို့ကဒီအပြောင်းလဲကြီးကြီးမားမားတော့ဖြစ်လာနိုင်မယ်အပြောင်းလဲကြီးကြီးမားဖြစ်လာတဲ့အခါကျရင်ကျွန်တော်ညီညွတ်မှုအားလိုတာပေါ့နော်ဒီ၄၀လောကတော့ကျွန်တော်ရှိတဲ့အတိုင်းရေလိချင်းမှာရှိပြီးဒီနိုင်ငံတော်ကဒီလိုပဲဒီနေ့ဖယ်တဲ့စစ်ကိုရှင်းတာနော်ပြည်တော်စုကိုတည်ဆောက်မယ်ဆိုတဲ့အခါကျတော့နောက်ပိုင်းကျရင်ကျွန်တော်ကိုယ်ပိုင်ချုပ်ကိုပြည်နယ်တို့ဖြစ်လာနိုင်မယ်အဲ့ဒါလည်းဒီနေ့အပြောင်းလဲကာလမှာကျောင်းနိုင်ဆိုနိုင်ဖို့တက်တော့ဒီချမ်းညီမျိုးတွေအနေနဲ့ လူတော်ရဲ့မြင်းများရောက်ခါဖို့တော့လိုအပ်ပါတယ်။ဒါလူတော်နဲ့မှာလည်းစကားပြောကြပါမယ်။တဖြည်းဖြည်းနဲ့ကျတော့ကျူးစားကြမယ်ဆိုတော့အောင်မြင်သွားနိုင်တယ်ဆိုတဲ့ကြောင်းလေးပေါ့။ဒါကြောင့်မို့လို့အခုဖန်နီဒီဘက်ဒီနိုင်ငံရဲ့ခင်းချင်းမှာဒီမျိုးစုအခွင့်အရေးရှိအောင်ကဖန်နီပါတီကရွေးကောက်ပွဲနိုင်မှာဖြစ်မယ်ဆိုတဲ့ခိုင်ကြီးမျိုးချန်နီမျိုးတွေမှာဖြည့်စားပေးပါလို့ပြတရားခံလို့ရတယ်။မိမိတို့ပါတီအနေနဲ့လွတ်တော်ရဲ့ရောက်ရင်နိုင်ငံရေးအရာပြောဆိုကြပြီးလက်နက်ကိုင်အဖွဲ့ချုပ်ငိမ့်သွားရင်ပြည်သူပါအေးအေးချမ်းချမ်းနဲ့နေနိုင်မှာဖြစ်ကြောင်းတိုင်းလိုင်းရှမ်းဒီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ဥက္ကဋ္ဌဆိုင် ီအောင်ကပြောပါရယ်လွတ်လပ်ရေးရစဉ်တုန်းကရှမ်းပြည်လူမျိုးတွေဟာပါတီလဲမရှိခြင်းပြောဆိုနိုင်တဲ့အဖွဲ့အစည်းမရှိခြင်းဗမော်ခရိုင်နဲ့မြကျင်းနားခရိုင်အားကချင်းပြည်နယ်နဲ့ထည့်သွင်းတဲ့ကိစ္စဆိုရင်ရှမ်းပြည်လူမျိုးတွေအဖွဲ့အစည်းမရှိခဲ့တာကြောင့်ကန့်ကွက်ခဲ့ကြပေမဲ့လည်းမအောင်မြင်ခဲ့ကြောင်းသူကပြောပါရယ် ဒီအချိန်မှာလည်းကျွန်တော်တို့အဖွဲ့အစည်းရဲ့ရှိနေတာပါတီရဲ့ရှိနေတာမျိုးမျိုးတွေတဲ့ရောပြည်သူနေနဲ့ရောဒီကြည့်ချင်တဲ့ကျွန်တော်တို့ကိုပြပောင်းမဲထည့်ကြမယ်ဆိုရင်တော့ကျွန်တော်တို့လည်းလွတ်တော်ရဲ့ရောက်ပိုင်းရင်ပုံကြီးမှလွတ်အားရှိမှာပေါ့ဒီနေ့ချင်းကတော့နိုင်ငံရေးပါတီတရားနေနဲ့ပဲကျွန်တော်တို့ဆောင်ရွက်နေတာဖြစ်ပါတယ်ဒီနေ့မီဒေတာအတွင်းမှာရှိတဲ့ဓာတ်လူကြီးများအခွင့်အရေးရရှိအောင်လည်းကျွန်တော်စူးစမ်းဆောင်ရွက်ကောင်းမှာဖြစ်ပါတယ်ပြည်ပြည်နဲ့ချစ်ပေါ်ပြီးခဲ့တဲ့ကျွန်တော်တို့ရဲ့နေထိုင်ရတဲ့ပုံစံတွေဘယ်လိုပုံစံမျိုးလဲဆိုတော့ပြည်သူတွေနေနဲ့ရော 你力气嘛喽？ ပြည်ကတာမီတို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဗျ။နောက်က60နဲ့2ခုနှစ်ပြန်ရင်ပေါ်လာပြီးနောက်ပိုင်းမှာကျွန်တော်တွေဘလို့ခံစားခဲ့ရလဲပေါ့နော်။ဒါကြောင့်မို့ကျွန်တော်တို့လက်နက်ကိုလက်နက်နဲ့တိုက်မယ်ဆိုရင်လည်းဒါစစ်ပွဲတွေအစီအမပြည်သူကဒုက္ခရောက်ကြရတာယနေ့လည်းတွေ့ပဲလေ။ဒါနိုင်ငံကြီးကပြောကြဆိုကြမယ်ဒီလက်နက်ကိုချုပ်ငင်းသွားမယ်ဆိုပြည်သူကအေးချမ်းချမ်းနဲ့နေနိုင်မှာဖြစ်ပါတယ်။လက်ရှိရှမ်းတိုင်းရင်းသားတွေရဲ့တိုင်းရင်းသားတန်းတူအခွင့်အရေးအတွက်ဆောင်ရွက်နေရမှာပါတီအနေနဲ့တိုင်းလိုင်းရှမ်းနီအမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDB ရှမ်းနီတိုင်းလျံသွေးစည်း ီညွတ်ရေးပါတီ SSP တို့ရှိပြီးလက်နက်ကိုင်အနေနဲ့ရှမ်းပြည်အမျိုးသားများတက်မတော် SNA ရှိပါတယ်။အဆိုပါရှမ်းပြည်နှစ်ပါတီဟာ2025ခုနှစ်ဒီဇင်ဘာ28ရက်မှာကျင်းပမယ်။ရွေးကောက်ပွဲမှာစကိုင်းတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့မှာဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။